။နောက်ကလာရေကူပြီးတော့ကြောက်ကလပ်ကိုဆက်သွားပါတယ်။အခုဟိုသွားတဲ့အစင်လိုက်တိုင်းသွားပါတော့နော်။သွားလို့ရှိရင်အစင်လိုက်ပေါ့။အချိန်ကုန်လည်းတက်တာပဲပေါ့နော်။ဒီမှာကြောက်ကလပ်ကိုရောက်တော့မိုးရီတော့ဖွဲဖွဲတော့ရွာနေရပါတော့နော်။အဲ့ဒီကတနေ့လုံးမိုးရီတော်တော်လေးရွာတယ်။ဒီလိုလေးပြန်လိုက်တော့ဆိုတော့လေးနည်းနည်းပတ်ဝန်းကျင်ကြောက်ကလပ်ဟုတ်ပါပြင်နေဘယ်လိုတိတ်ကြီးနေဆိုတော့တိတ်မကြည့်ဘူးဖြစ်နေပါတော့မုံမုံမှိုင်းမှိုင်းဖြစ်နေရောပိုးအဝေးကတောင်းနေရော ကြည်ကြည်လေးလေးမမြင်ရအောင်ငိုရတဲ့ရွာနေတာဒါကတော့ငါးစာကျွေးရပါတော့အဲဒီကြောက်ကလက်ကိုသွားတဲ့လမ်းမှာရေကန်ကြီးရှိရဲ့အဲဒီရေကန်ကြီးမှာငါးလေးကြီးကြီးပါပဲငါးကြီးအဲဒါအစာကျွေးလို့ရတယ်အာမုံတို့သူပေါပေါဆုပ်တို့အဲ့ဒါမျိုးလေးရှားလေးရပါတော့ငါးကြီးအစာကျွေးလို့ရတယ်ဘိုးရီဘိုးရီ ကလပ်ပေါ်ကဒါကြတော့ကျောက်ကလပ်ပေါ်ကနားရတဲ့မြင်ကိုင်းပေါ့နော်ကျောက်ကလပ်ရဲ့တောင်ပေါ်လေးကိုတက်သွားလို့ရှင်ဖျားလေးရှိအဲ့ဖျားကနေရောနားရတဲ့ရှုခင်းလေးပေါ့ဟိုးဝေးမှလည်းတောင်တန်းလေးကိုမြင်နေရတယ်ပြီးတော့အဲ့ဒီကျောက်ကလပ်မှာလည်းရေကန်ကြီးတွေရှိရဲ့ ကလကနေပြန်ထွက်လာတဲ့အခါမှာလမ်းတဝက်မှာရေတခွန်သူဆိုပြီးဆိုင်းဘုံလေးတွေ့လို့အဲ့ဒီလမ်းလေးတိုင်းဝင်လာကြည့်လိုက်တာပေါ့နော်အဲဒီမှာကျတော့ရေတခွန်တော့မရှိဘူး ေတကုံတော့မတွေ့ပေမဲ့ရေခန်ကြီးမှာတော့ရေကူးလို့ရတယ်ပေါ့နော်အမျိုးသမီးတွေတော့ရေကူးလို့မရဘူးဒီထားတယ်အမျိုးသားတွေမရေကူးလို့ရတယ်အဲ့မှာရေကူးနေကြတယ်တွေ့ခဲ့တယ်အဲ့မှာရေခန်ကြီးကတော့လေအော်စိတ်မြော့ခါတယ်တော်တော်လေးကိုကြည်လင်းနေရပဲအမျိုးသမီးရေကူးလို့မရအောင်ဆိုတော့ကူးတော့မကူးခဲ့ပါဘူးဒါပေမဲ့ရေကလည်းနမ်းမဲ့ပုံပဲကူးတတ်တဲ့လူမှပဲအဆင်ပြေမှာပါကိုရီးယားကတော့မကူးတတ်လို့ခလေးတွေကိုလည်းပေးပြီးတော့မစင်းတော့ဘူးပေါ့နော် ဒီကနေပြီးလို့ရှိရင်တော့စတဲ့အကူကိုဆက်သွားမှာပါစတဲ့အကူကြားလို့ရှိရင်လေလဲစီးမယ်ဘူးရလည်းကျဲဆိုတော့ဘိုးရီကလည်းတဖွဲဖွဲလွာနေရောလေအဲ့မှာထီးလဲဝယ်ပြီးတော့ဆောင်းလိုက်ရတယ်ထီးမှာပါသွားခဲ့လို့